အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာကမေတ္တာလက်ဆောင်ပေးချင်တာကတော့အိမ်တော်ရှင်မျိုးသမီးတွေအတွက်ဖြစ်ပါတယ်နော်မိမိရဲ့ယောက်ျားမယင်ငယ်နဲ့ဖောက်ပြန်နေတယ်မယင်ငယ်ထားနေတယ်ဆိုရင်အခုဆရာပြောပြမယ့်ဂံဗီရာနီးလေးကို ပြုလုပ်ပေးပါမယင်ငယ်နဲ့ကွဲပြီးတော့မိမိအိမ်မှာမြဲပါလိမ့်မယ်အရင်ဆုံးအနေနဲ့ဆက်ရဗီဒီယိုလေးကိုအပောင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးပါနော်။သူကဘယ်လိုလုပ်ပေးရမလဲဆိုတော့ဖောက်ပြန်နေတဲ့မိမိအမျိုးသားရဲ့ဓာတ်ပုံရဲ့ပြီးတော့အဲ့ဒီဖောက်ပြန်နေတဲ့မရင်ငယ်ရဲ့ဓာတ်ပုံရဲ့ကိုဓာတ်ပုံနှစ်ပုံကိုကြောချင်းကပ်ပေးရမယ်နော်။ဓာတ်ပုံနှစ်ပုံကိုကြောချင်းကပ်ပေးရမယ်။ဒါကဖောက်ပြန်နေတဲ့မိမိအမျိုးသားပုံထားလိုက်ပါ။ဒါကတော့ဖောက်ပြန်နေတဲ့အဲမရင်ငယ်ရဲ့ဓာတ်ပုံပေါ့နော်။အဲ့လိုဓာတ်ပုံနှစ်ပုံကိုဒီလိုကြောချင်းကပ်လိုက်ရမယ်နော်။ ဓာတ်ပုံနှပုံကိုကြောချင်းကပ်ပြီးပါဓာတ်ပုံနှပုံကိုကြောချင်းကပ်ပြီးတော့ဓာတ်ပုံထက်နည်းနည်းလေးရှည်တဲ့ရှောက်သားရှာမယ်နော်ရှောက်ပင်ကရှောက်သားဓာတ်ပုံထက်ရှည်တဲ့ရှောက်သားရှောက်ပင်ကရှောက်သားကိုရှာပါရှာပြီးပြီဆိုတာနဲ့အဲ့ဒီရှောက်သားကိုရှောက်ခိုင်းလေးကို ထချမ်းချမ်းလိုက်ရမယ်နော် အလဲကောင်ကနေထချမ်းချမ်းလိုက်ရမယ်ချမ်းပြီးတော့မှ အဲ့ရှောက်သားချမ်းလေးထဲမှာဓာတ်ပုံနှစ်ပုံကိုရှောက်သားချမ်းလေးထဲမှာဓာတ်ပုံနှစ်ပုံကိုဒီလိုညက်ပြီးတော့มาထည့်ပါเนาะရှင်းတယ်เนาะမိတ်ဆွေများလို့ဒါဒီအပြင်ကရှောက်သားပေါ့เนาะဒါကကြောချင်းကတ်ထားတဲ့ဓာတ်ပုံနှစ်ပုံအဲ့ရှောက်သားကိုအလဲကောင်းကနေချမ်းရှောက်သားရဲ့အချမ်းထဲမှာဒီဓာတ်ပုံကိုဒီလိုလေးညက်ပြီးတော့ထည့်ရမယ်เนาะထည့်ပြီးပြီဆိုတာနဲ့အပေါ်ကနေပြီးတော့มาကျိုးနဲ့ခြီးရမယ်เนาะ ဘာကျိုးနဲ့ဖြစ်ဖြစ်ရတဲ့အစင်ပြေတဲ့ကျိုးနဲ့ခြိပေးပါမယ်နော်အစင်ပြေတဲ့ကျိုးနဲ့ခြိပေးပါခြိပြီးပြီဆိုတာနဲ့ဒီဓာတ်ပုံကို ရေနွေးနဲ့ရေနွေးပွပွဆိုတာနဲ့ဆယ်ရက်လောင်းပေးရမယ်နော်ဆယ်ရက်တိတိလောင်းပေးရမယ်လောင်းတဲ့အချိန်မှာဗဇက်ကနေပြောရမယ်ဟုတ်လားဖောက်ပြန်နေတဲ့မိမိအမျိုးသားရဲ့နာမည်ဘာနေသားနာမည်ဘသူဥပသူနဲ့ဖောက်ပြန်နေတဲ့အမျိုးသမီးဒေါ်ဘသူဟုတ်လားနာမည်ဘသူတို့ ချက်ချင်း꽌ကြပါစေဆိုပြီးတော့မှပြောရမယ်เนาะဆယ်ရက်တိတိအရင်လေးဘူးနဲ့ဒီဓာတ်ပုံကိုလောင်းပေးရမယ်เนาะဆယ်ရက်တိတိလောင်းပေးပါရင်းလေးပွပွဆူနဲ့လောင်းပေးပါเนาะအဲ့ဒီဆယ်ရက်တွင်မှာပဲဖောက်ပြန်နေတဲ့အမျိုးသားမရင်ငနဲ့꽌ပြီးတော့တင်းရဲ့အိမ်မှာအိမ်တော်ရေးตายရသွားပါလိမ့်မယ်ဆင်ပြေသွားပါလိမ့်မယ်เนาะအခုဆရာမြစ်တာလက်ဆောင်ပေးခဲ့တဲ့အမျိုးသားဖောက်ပြန်နေတာကိုကာကွယ်တဲ့ဂံမီရာနီဟာ မိတ်ဆွေများအားလုံးတို့အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပောင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါမိတ်ဆွေတို့ရဲ့နီးစပ်ရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းသင်းတွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကို ပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်เนาะဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပြည့်ရဲ့ဆရာရဲမန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗီဒီယိုမေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တားတော့ဗီဒီယိုဧကန်တဗီဒီယိုမေးခြင်းတဲ့မိတ်ဆွေတွေက ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်။ဘေးရင်ညံဘူဇော်ကယူပါတယ်နော်။ပြီးတော့အိမ်ရောင်းကျင်တာ၊ခြံရောင်းကျင်တာ၊မြေရောင်းကျင်တာ၊ကားတွေ၊ကြောက်တွေ၊ဆက်ပစ္စည်းတွေ၊ဆိုင်ကယ်တွေ၊တံပိုးကြီးရတနာပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်တဆင်တွေပြုလုပ်ပေးပါတယ်။အာမခံနဲ့ပါ။ပြီးတော့ခြေရည်မှာတစ္ဆာဖောက်ခံရတာအိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ။ပြီးတော့ကျမ်းမာရေးအသေးအတန်ညံ့နေတဲ့လူနာတွေ အောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိษွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာဘားတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားရှုံများနေတဲ့မိษွေတွေနှလုံးသုံးလုံးချဲဘော်လုံး၆កောင်ချင်းကြက်ဖဲဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အဖြစ်လောင်းကစားရှုံများနေတဲ့မိษွေတွေအမျက်ငွေတွေချက်ချင်းရအောင်ပုံနက နမင်းကြီးရဲ့ဆောင်းတော်ကြီးတွေဆောင်ရွက်ပေးပါတယ်။ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိလာစေဖို့ပျောက်သွားတဲ့တံပိုးကြီးပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကို အောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ ယာဒူးတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုံနောင်ဖန်းစည်းခံရတဲ့မိတ်ဆွေများလည်းအချုံနောင်ဖန်းစည်းကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေး လုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ဆရာရဲ့ဖုန်းနံပါတ်က39956888858ပြော39968346လုံး256ဖြစ်ပါတယ်နော်။အဲ့ဒီ39 096 88 858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ် အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါဆရာရဲ့ဘီရင်ဟောကမှာလာမေးခြင်းနဲ့ဆိုရင်တော့နောကုံကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘီရင်ဟောကမှာလည်းလာမေးလို့ရပါတယ်เนาะမလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါ ခொနည်းသာသမီအားလုံးကျမ်းမာချမ်းသာ၍လောကကောင်းကျိုးတာရဏတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သော အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကစွမှုန်ကောင်းတောင်းပေးလိုက်ပါတယ်နော်